ွှေရီကုံကလောကပါလာရခမဲတော်ကြီးကိုတင်သိပါသလားအဋိဋ္ဌံပြုစုတောင်းရင်ပြည့်တယ်ဆိုတာကိုရောယုံပါသလားနိုင်ငံသားသွားဖို့ခတ်နေတဲ့သူတွေမြေကိစ္စအကျွေးကိစ္စပူပန်နေရသူတွေအမှုကိစ္စမှာငွေများတရားနိုင်ကြုံတွေ့နေရသူတွေရုံရုံကြီးကြီးအဋိဋ္ဌံပြုရင်မဲတော်ကြီးမှကုညီမဆာကြောင်းကြားဘူးပါသလား အခုတခါပြောပြပေးမှာကတော့ရွှေကုံစီတော်မြတ်ကြီးမြောက်ဘက်ဆောင်းထဲကလောကပါလာယခမေရကြီးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။လေးစီတပ်ပုံရွှေရီကုံစီတော်မြတ်ကြီးရဲ့မြောက်ဖက်ဆောင်တန်းတွင်အုံပွဲငပြောပွဲပေါင်းများစွာပြီးပူဇော်ပသာချသောဘလူးမေရော်ကြီးတပါးကို တွေ့ဖူးမြင်ဖူးကြပေလိမ့်မယ်။သူမေရော်ကြီးကိုလောကပါလာယခမေရော်ဟု အမည်ခေါ်တွင်လေတယ်။မေရော်ကြီးဟာနာအပွင့်တော်မူမဲ့အရီမီဒီယာဖျားမပွင့်မချင်း ကိုးပါးသီလဆောင်းနှင်းကတက်တက်လွတ်စွာအထိတ်ချံပြုနေတဲ့မေရိုကြီးတစ်ပါးဖြစ်ပါတယ်။မေရိုကြီးမှာ အပြင်ပုံရိပ်နဲ့အတွင်းပုံရိပ်ဆိုပြီးရုပ်အသွင်အပြင်နှစ်မျိုးရှိပါတယ်။အပြင်ပုံရိပ်ဟာ ရုပ်ရည်ကြမ်းတမ်းပြီးကြောက်စရာကောင်းနေပေမဲ့အတွင်းပုံရိပ်ကတော့အလွန်လှပချောမောတဲ့မင်းသမီးတစ်ပါးကဲ့သို့ဖြစ်ပါတယ်။ ဒီအတွေးပုံရိပ်ကိုဘဝဆက်ပဋ္ဌာန်းဆက်များသွေးသားတော်ဆက်ခဲ့တဲ့သူများသာပြသပြီးသာသနာပြုဖို့လမ်းညွှန်မှားကြတာတွေပြုလုပ်ပါတယ်မေတော်ကြီးကနိုင်ငံခြားသွားဖို့အခက်အခဲတွေ့နေရသူများအိမ်ချမ်းမြေကိစ္စဖြေရှင်းနေရသူတွေအမှုကိစ္စတွေအကျွတ်အပူတော့ကများနေရသူတွေက အာကူအာချာပြုရပါတယ်မေတော်ကြီးကအတိတ်ထံပြုစုတောင်းရန်ပွဲထိုးနည်းကိုပါပြောပြပေးလိုက်ပါတယ် ဘယ်တော်ကြီးကိုပွဲလူခြင်းမှာကအုံဒီတလုံးမပြောသုံးဖီးဖြင့်တပြေအနေငယ်ထဲကပွဲလူတန်းလို့ရပါတယ်။ဘယ်တော်ကြီးကကိုးပါးတီလာစောက်တီသူမို့ဘီယာဆေးလိတ်လုံးဝမကက်ရပါ။ အသီးနှံတွေထဲမှာဖျဲသီးကိုအဓိကထားလှူဒန်းလို့ရပါတယ်။တစ်သီးဝလံလေးတွေကိုအဓိကထားလှူဒန်းလို့ရတာမို့မိမိတို့စိတ်ကြည်နဲ့တဲ့အဆင်ပြေတဲ့အသီးလေးတွေကိုဝယ်ယူလှူဒန်းလို့ရပါတယ်။မေရော်ကြီးကိုအမွေးနဲ့တာတိုင်းစီမီးတိုင်းများဖြင့်လည်းပူဇော်လို့ရပါတယ်။မေရော်ကြီးအားဆေးလေးကတ်ချင်းအရက်တေစာကတ်ချင်းများလုံးဝလုံးဝမပြုတ်လို့မီးရန်တတိပြုစေချင်ပါတယ်။ လော်ကီယာလိုက်စားသောဆီယာများဟာလည်းမေရိုဇီကိုအာကူအာချာပြုအဋိဋ္ဌံဆူတောင်းစားရပါတယ်။လောကပါလာယက္ခမေရိုဇီဟာမွန်ပြင်းမာကြီးရှင်စောဘူးနဲ့ဘဝဟောင်းက မိခင်တော်ဆက်ခဲ့ဘူးတယ်လို့တချို့ကဆိုကြလေတယ်။တမိုင်းချူမှာတော့ထိုဘလူးမေရိုဇီကိုရှင်စောဘူးဘင်းမာကြီးမှဖျားကိုကာကွယ်ဆောက်ရှောက်ရန်ထုလုပ်ခဲ့တယ်လို့ဆိုကြလေတယ်။ထုလုပ်ခဲ့စဉ်ကလဝဲလျာနှစ်ယုတ်ဖြစ်ပါတယ်။ လက်ရာဘက်မှာဘလူးရုပ်မှာပြူကျပျက်စီးသွားသဖြင့်ယခုတွေ့မြင်နေရသောဘလူးမေရော်ကြီးတစ်ပါးသာကြန့်ရှိခဲ့တော်တာဖြစ်ပါတယ်။နောင်တွင် လူအများကရွှေဒဂုံစီတော်မြတ်ကြီးနှင့် လောကီလူသားတို့အကျိုးကိုကာကွယ်ဆောက်ရှောက်သောကြောင့်လောကပါလာယခမေရော်ကြီးဟု ခေါ်ဆိုကတင်မြောက်ပသခဲ့ကြပါတယ်။ယခမေရော်ကြီးဟာအတိတ်ဘဝအကျိုးပြုတစ်ခုကြောင့်နောက်တစ်ချိန်သာသနာထွန်းကားရာဗုဒ္ဓဘုရားရှင်တို့ရဲ့အတုံးဆောင်ပစ္စည်းများစံတော်မြတ်များထာပနာရာ တိန်ဂௌဒရာဂုံတော်ကို အပိုင်စားရခဲ့ပါတယ်။ဩကလပမင်းကြီးကအဖသကြားမင်းရဲ့အတူရွှေဂုံစီတော်မြတ်ကြီးအားတီချာကိုးကွယ်တော်မူတဲ့အချိန်ခါမှာတော့မြင့်မြတ်သောဓာတ်တော်မူတော်အပေါင်းအားပေါင်းစည်းရာဌာနဖြစ်သဖြင့်၎င်းဓာတ်တော်မူတော်ရဲ့တကူတော်ကြောင့်နတ်မြတ်နတ်ကောင်းတို့စောင့်ထင်းရာအရက်ဖြစ်လာပြီးယခမေတော်ကြီးနေထိုင်မရဖြစ်ခဲ့ရရှာတယ်။ ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာဘွန်ပြင်းမာတီရှင်စောဘူးနောက်နန်းတက်လာတဲ့သမတ်တော်ဓမ္မစီရီမင်းဟာရွှေစကုံစီရီတော်ကြီးကိုဖူးမြော်ရန်ကြွချီလာခဲ့ပါတယ် ထိုအချိန်မှာရခမေရောကြီးကမင်းကြီးထံနေရာဌာနတောင်းရာရှိရကုံစီတော်မြတ်ကြီးကိုစောင့်ရှောက်ရင်ခုနှစ်သားသမီးများသာသနာပြုပုဂ္ဂိုလ်များအားစောင့်ရှောက်ရန် အခြားသောနတ်ကောင်းနတ်မြတ်တို့နှင့်အတူမဟာဂီရီဓမ္မန်ဆက်ကရခမေရောဟူသောဘွေအားအနင်းကအပိုင်စာပေးတော်မူခဲ့ပါတယ်။တချို့ကလည်းလောကလူသားတို့၏အကျိုးကိုစောင့်ရှောက်သဖြင့်လောကပါဠရခမေရောကြီးဟုခေါ်တွင်ကြပါသေးတယ်။ရခမေရောကြီးနှင့်ပတ်သက်တဲ့ထူးခြားဖြစ်စဉ်တစ်ခုကတော့ အကျင့်ပြတ်တဲ့ဖျားကောဘကတကူကိုတင်းပုံနဲ့ထူ၍ဆုံးမခဲ့ဘူးကြောင့်ဖတ်ရှုမှတ်သားခဲ့ရဘူးပါတယ်ယခုဆိုရင်နှစ်ပေါင်း600ခန့်နီးပါးတက်တန်းရှိပြီဖြစ်တဲ့လောကပါလာယခမေရိုကြီးကိုတချို့သမိုင်းမှတ်တမ်းများ၌တင်းပုတ်ကင်ဆောင်သောတော်ကြီးဘလူးထီးတစ်ခေါင်ရုပ်ထုဖြစ်တယ်လို့ဆိုကြပါဗါတယ်။သမိုင်းအတိအကျကိုတော့ဘယ်သူမှ ရေးသားဖွင့်ဆိုနိုင်ခြင်းမရှိကြသေးပါ ရှီရီကုံစီတော်မြတ်ကြီးရင်မြင်တော်ပေါ်တွင် လောကပါလယခမေရောကြီးအပြင်ဟေမာဝတ္တာသူစီလောမတာတာဂီရီခရာလောမအာလာဝကအစရှိတဲ့မဟာသမယတုံးနိုင်ပါရှိသော W စစ်တီကြီး6ပါးဆောင်းလျှောက်သောပကောဤဘလူးတိုက်ဖျားရှိပါတယ်။၎င်းတို့ရဲ့ပဋ္ဌာန်းဆက်ဘဝဆက်များအနေဖြင့်လေးစုတပုံရွှေရီကုံစီတော်မြတ်ကြီးကို ဖုံးမြော်ကြီးညိုရင်သူပုဂ္ဂိုလ်ကြီးများထံတွင်အတိတ်တံပြုကုသိုလ်ယူစူတောင်းအမျှဝေနိုင်ကြစီရန်အလို့ငါစေတနာထား၍ပြောပြလိုက်ရပါတော့တယ်။ဒါကတော့ရွှေရကုံစီတော်မြတ်ကြီးမြောက်ဖတ်ဆောင်နှမ်းမှာသာသနာပြုနေတဲ့လောကပါလယခမေတော်ကြီးရဲ့အကြောင်းကိုဘုဒ္ဓတာဖြစ်ဖွယ်ပြောပြပေးသွားတာပဲဖြစ်ပါတယ်။